အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အဘဝိစာကြီးဆရာမြတ်အောင်စေမနောဝိစာသထာကြီးတားတဲ့ပဲဆရာအောင်မွေးရန်စေပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ဆရာကိုယ်တိုင်ကြင်ကြံအားထုတ်ပြီးတော့မှအောင်မြင်မှုတွေရရှိတဲ့ဒီတကောင်ကျော်ဒီဝါတပတိခါရာတော့အဋိဌံကိုလာပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်အဲ့ဒီအဋိဌံကိုတော့ဆရာကနေပြီးတော့မှအဘဝိစာကြီးဆရာမြတ်အောင်စေရဲ့နီးနေတရာအတိုင်းပေါ့နော် ဒီခါရာဘဲခါရာပဲရွရွဒီတစ္ဆာဒိဋ္ဌန်နဲ့ချုပ်ရမယ်ပေါ့နော်တစ္ဆာနဲ့ပဲချုပ်ရမယ်ဆိုတဲ့နီးလေးနဲ့ဆရာကနေပြီးရွဖက်တည်းဆဲတာတရက်ရွရင်ရွတလောင်အောင်မြင်မှုတွေထူးထူးခြားခြားရရှိစေတဲ့အတွက်ကြောင့်မို့ဆရာကနေပြီးလာပြီးတော့မှခွန်းနဲ့သားသမီးတွေအတွက်လာပြီး မျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဆရာမြောင်ဆရာနေပြီးတော့မှာပေါ့เนาะကျွန်တော်တို့ကိုဖဲခါတာပဲလုံလို့ဖဲကုသိုလ်ကောင်းမှုပဲလုံလို့တစ္ဆာနယ်ပဲအဓိကချုပ်ဖို့အမြဲတမ်းမှာပါတယ်ခင်ဗျာဒါကြောင့်မလို့ဆရာကနေပြီးတော့မှာဒီဒီဝါဒပတိခါတာပေါ့เนาะဆရာဟိုရွတ်ဖက်တဲ့စေပူဇော်ထိတ်ထန်တဲ့ဒီဒီဝါဒပတိခါတာတော်ကိုတခေါင်းကျော်မှာရွတ်တဲ့ခါကျတော့ဆရာရဲ့ဆရာနီးနေတဲ့အတိုင်းပေါ့เนาะအရှင်ဖျားတပိတော်ဒီယနေ့တခေါင်းကျော်ကနေစပတင်ပြီးတော့မှာဒီနေ့တရက်စာအတွဲပေါ့เนาะဒီဝါဒပတိခါတာတော်ကိုတထ ောင်မိမိနှစ်သက်တဲ့တင့်တော်လျောက်ပဲတဲ့နေရာမှာ ီတထောင်ကိုရွတ်ဖက်တဲ့စေပါမယ်လို့အထိတ်ထန်လိုက်တယ်ပေါ့နော်တင့်တော်လှဲပဲတဲ့နေရာလို့ထည့်ပြောတာထိုင်းပြီးတော့ရွတ်လို့လဲရတယ်မတက်ထပြီးတော့လဲရွတ်လို့ရတယ်နော်ထိုင်းပြီးတော့လဲအကြာကြီးတထောင်ကိုတပရိတ်ထည့်ရွတ်ဖို့ကလည်းမလွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဟိုဆရာကမျက်စောပြရာကိုရှောက်တဲ့အချိန်မှာမိမိတင့်တော်လှဲရုပ်ပတ်တော့နေရာကနေပြီးတော့မှအာရွတ်ဖက်တဲ့စေပါမယ်လို့ထည့်ပြီးတော့မှရှောက်ရတာဖြစ်ပါတယ်အဲ့တော့တထောင်ရွတ်မယ်နော်ပြီးတော့တထောင်ရွတ်မယ်တထောင်ရွတ်လို့ပြည့်သွားပြီဆိုလို့ရှိရင်အရှင်ပြတပိတော်ဒီဒီဝတပိခါရာတော်ကိုအခေါ 6တထောင်ယူမယ်လို့ယူပေါ့နော်အတိတ်ထန်ထားတာယခုဆိုလို့ရှိရင်တထောင်ပြည့်သွားပါပြီအိမှန်ကန်သောတစ္ဆာစကားကြောင့်တပိတော်ဘဝမှာအာစက်သေးနေတဲ့ငွေကြီးလတ်လာပါဟုသမျှအမြန်ဆုံးပွင့်ပြီးဒီနေ့ဒီချိန်မှစပြီးဘတ်ပေါင်းစုံကနေငွေကြီးတွေအထုတ်လိုက်ထဲလိုက်ရရှိပါစေဝင်ပါစေဆိုပြီးတော့မှစူတောင်းလိုက်တာဆရာအဲ့ဒီတနေ့မှတည်း ဟိုသိန်း90ကျော်လောက်ဝင်มาတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဆရာမြင့်အောင်စီနိနေတရအတိုင်းပေါ့နော်ဆရာက DW ခါရာတော်ကိုရွတ်ဖက်တရဲဆဲပြီးတော့မမိမိရွတ်ဖက်တရဲဆဲတဲ့ကုသိုလ်ကောင်းမှုကိုတစ္ဆာနဲ့ ချုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီတရက်အတွင်းမှာလေထူးထူးခြားခြားကိုဟိုမိမိလိုအပ်နေတဲ့ငွေကြေးလာလာပါဟူသည်များကအလုံးစုံပေါ်ကျွယ်ဝပြီးတော့မှပြည့်စုံစေတာဖြစ်ပါတယ်ခொနဲ့သားသမီးတွေအကုန်လုံးလဲပေါ့နော်ဆရာနီးတူပေါ့နော်အောင်မြင်မှုတွေလိုချင်တယ်ဆိုလို့ရှိရင်ဒီဝါထပ်ပြီးခါရတော့ကိုည7နိုင်ထိုးတိတိယနေပြီးရုပ်ဖတ်တယ်ဆိုပြီးတော့မှဆရာရဲ့ဆရာလမ်းညွန်ပြတာထားတဲ့အတိုင်းတစ္ဆာနဲ့ ချုပ်ပြီးတော့မှမိမိတို့ရဲ့လိုအပ်တဲ့လူရင်းစန္ဒတွေကိုအမြန်ဆုံးပြည့်ဝအောင်မြင်မှုရရှိအောင်တစ္ဆာနဲ့ချုပ်ကြပါလို့ဆရာကနေဒီနေ့ကနေပြောမှတိုက်တွန်းချင်ပါတယ်ခွန်တဲ့သားသမီးအားလုံးဒီနေ့ဒီချိန်မှာစတင်ပြီးတော့မှငွေချင်းလလာပါဟူသည်များအထောက်လိုက်ထဲလိုက်ရရှိပိုင်ဆိုင်နိုင်ကြပါစေအောင်မြင်ကြပါစေခင်ဗျာ